မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဗာဒနတိပြီဣတိပရဏမိဂရာဟုတော်တဲ့မှာနေစဉ်တန်ဃာတော်ရှင်သူမြတ်တွေကိုမြတ်စွာဘုရားဟောတာသုတ်တန်ရဲ့အစမှာတော့ဘုဒ္ဓပုပ္ပံဘိခဝေရာဇာသစေတနောနာမအဟောတိခြေသားယဟန်တို့ရှေးရှေးတုန်းကလောကကြီးထဲမှာသစေတနာမင်းဆိုတာပေါ်ခဲ့ဘူးတယ်လို့သုတ်တန်ကိုဒီလိုစပြုတ်တယ် နောက်တကသုတ်တန်ရဲ့အဆုံးနာမှာအဟံဧတရဟိသောတစေတနောအဟောသိအဲ့ဒီတော့ကသစေတနာမင်းဆိုတာငါဖျားပဲလို့ဒီလိုလဲဇတ်တော်မှာဒီလိုလဲသုတ်တန်မှာပြန်ပြီးတော့ပြောပြထားတယ်အဲ့ဒါကိုကြည်ကြအပြည့်ဒီသုတ်တန်ဟာသုတ်တန်လို့နာမည်တတ်တော်လဲပဲသူတော်ကောင်းတို့တွေ950ဇတ်နိပတ်တော်နဲ့ခတ်ဆင်စဉ်ဖြစ် အဲကြောင့်950ဇတ်နိပတ်တော်တွေဆိုတာမြတ်စွာဘုရားဖြစ်တော်စဉ်တွေပြောပြတဲ့နေရာမှာ950လို့ပြောပေမဲ့လို့အခုလို့အင်္ဂုတ်တော်တဲ့ရောက်ဟိုထဲရောက်ဒီထဲရောက်နေနိဂေ900မှာနှံ့နေတဲ့ဇတ်တော်တွေတုတ်တန်နေတဲ့ပေါင်းရင်950မှာကများပြမယ်လို့ဒီလိုလဲမှတ်ကြပါနော်အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားပြောတယ်ဘာပြောသလဲမေးလိုက်တော့ ဣဒောပတ္ထာယသန္နမာတနာဣစီနသင်္ကမောဘဝိတ္တိတဲ့ခနေ့ကနေစတဲ့ရေအတွက်တော့နောက်ထပ်6လလွန်မြောက်ရင်ဘယင်ကိုယ်တိုင်စစ်တိုက်ထွက်မှာဘယင်ကိုယ်တိုင်စစ်တိုက်ထွက်မှာမို့သူ့အတွက်အသုံးပြုဖို့ရန်တော့ယထာလဲဘိဒဇုံခနေ့ခေတ်လိုပြောရင်တော့မြင်းလဲဘိပေါ့ဟိုတော့လမြင်းလဲဒီနဲ့တိုက်ကြခိုက်ကြတာမြင်းလဲဘိဒဇုံလိုချင်လို့ဘယင်ကြီးကယထာလဲဘိလှုပ်တဲ့လူကိုနန်းတော်ခေါ်ပြီးတော့မေးတယ်တဲ့ 6လအတွင်းမှာတစုံပြီးအောင်လုံနိုင်သလားလို့ဒီလိုခိုင်းတာတက္ကသတိမေတ္တမတထကာရစန္ဒမာတနံစာယိမာတိဟိနဝံစက္ကယုကံကာတုံ6လတဲ့နဲ့ယထာလဲပေးနှစ်ဘိမိတစုံပြီးအောင်လုံနိုင်လားဆိုတော့တက္ကောမိတေဝကျွန်တော်မျိုးစွန့်နိုင်ပါလေဒါဆိုရင်လုတ်ကွာဆိုပြီးတော့ဘုရင်ကြီးကလုတ်အပ်လိုက်တယ်အလုတ်ကတာဝန်ပေးလိုက်တော့ယထာလဲပေးလုတ်တဲ့လူကလည်း ဘရင်ကြီးခိုင်းတဲ့လို့ဆိုပြီးတော့ကြိုးစားပြီးတက်သားတွေရှာကောင်းနာတွေကြီးရွေးချယ်စရွေတွေကစားကောင်းနာတွေကြာကြာနာနာလုံရင်းလုံရင်းနဲ့အချိန်ဘလောက်ကြာသွားသလဲမေးလိုက်တော့9လနဲ့24ရက်ကြာသွားတယ်စာရတုနေဤ6ညရုပ်လျောကုံတော်စာဤမာသိဤ6လတို့ဖြင့်ဧကံဆက်ကယထာလဲဘိတပိန်ကိုနှိဋ္ဌာပေးသည့်ပြီးသေးခဲ့ပြီ6လပြည့်ဖို့6ရက်လိုတော့တဲ့အချိန်မှာတပိန်ပြီးတယ် အဲ့ဒီမှာဘီရင်ကြီးကလာကြည့်တယ်ဟင်းမင်းငါပြောတော့6လတဲ့2ဘိန်းပြီးအောင်လုပ်မယ်ပြောတယ်အခု6ရက်လို့တော့ဒါ2ဘိန်းပဲပြီးတယ်မင်း6ရက်ထဲနဲ့နောက်ထပ်ဘယ်လိုလုပ်2ဘိန်းပြီးမလဲမပူပါနဲ့ဘီရင်ကြီးပြီးပါတယ်ဆိုပြီးတော့နောက်ထပ်2ဘိန်းလုပ်လိုက်